တို့က quality ကဓာတ်ပုံနေရအောင်မလောက်ဓာတ်ပုံနေရအောင်မျိုး site တွေကလည်းစင်မပြေဘူးပြောမယ်ဆိုတော့ဈေးပေါ်ပါတယ်ဆိုမှတော့သူများပြောမယ်အေးပေါ်နေရလဲ10ဒေါ်လာအောက်ဝယ်စားဝယ်ပြီးမှတော့ဘယ်လောက်ကြီးမျိုးမန်းနေမလဲပေါ့ Hi ဒီနေ့ကျွန်တော်ရဲ့ Catalina ဗီမဲ့ friend ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Christmas မှာဒီနေ့ cash တို့ Inji Wasai ဝယ်ရင်းနဲ့ Shane Brand ကိုတတိယပြီးတော့ Shane Brand နဲ့ပတ်သက်ပြီးတော့မှဒီနိုင်ငံသားမှာ international မှာအပြောများနေတဲ့ကိစ္စလေးတွေကိုတငယ်ချင်းနဲ့အတူတူဆွေးနွေးတော့ဖို့စဉ်းစားမိလိုက်တယ်ပေါ့နော်အဲ့တော့ Shane Brand S H E I N Shane Brand ဆိုရင်လူတိုင်းသိကြမယ်လို့ cash ထင်တယ်ဘာလို့လဲဆိုတော့ဒီမြန်မာနိုင်ငံကဒီ fashion blogger တွေဆိုနေဒီဒီ Inji လေးတွေကိုဝယ်ပြီးတော့မှဝတ်ပြတာမျိုးတွေပါညာကြီးပေါ့နော်ပြီးတော့ Shane Brand ကဈေးအရှမ်းတက်တာ ာပြောမစတော့ China brand China brand ဆိုတော့ make in China make in China မှာသူက retail ရောင်းတာ retail ဆိုတာကလက်လီရောင်းတာပေါ့နော်အဲ့လိုခါကြတော့ဘလို့ဒီလူတွေကအဝယ်များကြလဲဆိုတော့နိုင်ငံခြားမှာဒီ Zara တို့ H&M တို့ကကြတော့ဈေးနည်းနည်းမြင့်နေလို့ခံစားရတဲ့ဒီအခြေခံလူတန်းစားတွေကဝယ်သုံးကြတာပေါ့ Shein ဆိုတဲ့ brand ကို Shein ဆိုတဲ့ brand ကိုဝယ်သုံးကြရင်လည်းမာသူကပြောမစို့ကဒီဇိုင်းလေးတွေကလည်းလာတယ်အားလုံးကလည်းပြောမစို့တော့ up to date ကလေးတွေပြီးဈေးလေးတွေကလည်းနော်10ဒေါ်လာလောက်လေးတွေ ဈေးအရန်တက်တာတာကိုမြန်မာနိုင်ငံလူတွေတော့ဝယ်တော့နေဆိုစဉ်းစားကြည့်မြန်မာနိုင်ငံလူတွေအတွက်ဆိုရင်ဒါ chain ဆိုရင်ပြောမယ်ဆိုတော့ brand new လို့ပဲဝယ်သုံးကြတာပေါ့နော် brand new လို့ဆိုတာဥပမာကွာဒါ retail brand ကိုဒါကကျတော့အဲ့လိုမျိုးစက်ရမနေထုတ်တဲ့ retail brand ဆိုတော့ chain ကပြောနေမယ်အရန်ကြီးอ่ะပြောမယ်ဆိုတော့ကွာ ဒီနောက်ဆုံးမှထွက်လာတဲ့ဒီ Shane Brand ကဆိုရင်ဒီသူတို့စပြီးတော့ lunch လုပ်ပြီးတော့နနစ်တုံးတဲ့အတွင်းမှာကိုမဒီ Asia Man တို့ Zara တို့လောက်နေပါကိုမလူတိုင်းရဲ့ပါဆက်ဖြားတယ်မှာ Shane 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 နဲ့တက်မလား Broker ရလည်း Shane Block Shane 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 အရန်ကိုနာမည်ကြီးလာတာပါဆိုအင်းဒီဝစားလေးတွေကလည်းအရန်ကိုလာလာချစ်ဆက်လေး Shane ရဲ့ swim wear တွေပိုင်းညာရဲ့ဆိုအရန်နာမည်ကြီးလာတယ်ကျွန်တော်ရေကူးပစုံလေးတွေနဲ့ဒါနဲ့တခုရှိတာ Shane ကဝယ်ပြီးရလူတွေကဘာပြောကြလဲဆိုတော့ Shane Brand ကဈေးတက်တာမှန်တယ်ဒါပေမဲ့ ထူးခြားတဲ့ခုကတို့က quality ကဓာတ်ပုံနေအောင်မလောက်ဓာတ်ပုံနေအောင်လိုမျိုး site တွေကလည်းစင်မပြေဘူးပြောမယ်ဆိုတော့ဈေးပေါ်ပါလေဆိုမှတော့သူများပြောမယ်အေးပေါ်နေရလဲ10ဒေါ်လာအောက်ဦးစားဝယ်ပြီးမှတော့ဘလောက်ကြီးမျိုးမန်းနေမလဲပေါ့အဲ့လိုပြောနေဟုတ်တော့ဟုတ်တယ်တရုတ်ပစ္စည်းပဲလေဘလောက်ကြီးကောင်းပါလေဒါပေမဲ့လည်း shame ဆိုရယ် brand နာမည်မပါဘဲနဲ့တရုတ်ကဝယ်တာပစ္စည်းကောင်းလေးတွေလည်းရှိပါတယ်ပေါ့နော်ပစ္စည်းအဲ့လိုမျိုးကောင်းကောင်းလေးတွေဝယ်လို့ရရယ်ပေါ့နော်10ဒေါ်လာအောက်ပေါ့ အဲ့တော့မြန်မာနိုင်ငံလူတွေအများဆုံးရှိန်းကြတယ်ရှိန်းနဲ့ပတ်သက်ပြီးတော့မှဘာပြဿနာတက်တာလဲဆိုတော့ရှိန်းရဲ့ဒီဒစိတ်တွေမှာဘောနော် cash လဲရှိန်း engine မရှိဘူးဆိုတော့ပြလို့ရမင်းရဒစိတ်တွေမှာဒီအနောက်ကဒစိတ်တွေမှာရေးထားတယ်ဘာကြီးထားလဲဆိုတော့ need your help need your help ဆိုတာနင်းအကိုညီလိုအပ်နေရပေါ့အဲ့တော့လူက TikTok မှာအရင်ပြောလာကြပေါ့နော်ရှိန်းရဲ့ engine တွေမှာပေါ့ need your help ဆိုရစာထားလေးပါလာရပေါ့သူရေးထားတော့ technologically need your help to use ပညာကွေးကွာပေါ့ပြောချင်တဲ့နေပြတော့ဒီရေးထားတာတော့ဒါ ရှိန်ကပြောတာဒါကအင်ဂျီဝက်ဆာကိုရှော်တဲ့ခါကြရင်ပေါ့နော်တင်ကိုယ်တိုင်ကဒီအင်ဂျီဝက်ဆာကိုရှော်တဲ့ခါမှာ fibrate ဆိုတဲ့နာဆိုတဲ့ဒီအင်ဂျီဝက်ဆာပျော့စေတဲ့ဒီစပြမုံအမျိုးပုံစံမျိုးနဲ့တုံးပြီးတော့ရှော်ပေးဖို့လိုအပ်တယ်ပေါ့အဲ့လိုမျိုး need your help ပေါ့အဲ့လိုရေးထားဒါပေမဲ့ဆက်ယုံကအလုပ်သမားတွေကအဲ့လိုပေါ့နော်ဒီငါတို့ရဲ့အကူအညီလိုအပ်နေလို့ပေါ့နော်။စာနဲ့ရေးပြီးတော့များအကူအညီတောင်းနေကြရလားဆိုပြီး conspiracy theory တွေထွက်လာလူတွေကလိုလားတို့လို့ဖြစ်ပြီးမှဒီ TikTok မှာလူတွေအများကြီး TikTok ကလူတွေကသူတို့အင်ဂျီကိုအမြန်ဖဲရှာပြီးမှ Shane Angel လမ်းကြည့်လိုက်တဲ့ချိန်မှာ need your hair ဆိုစကားလုံးတကယ်တွေ့ရတယ်။အဲ့မှာ TikTok မှာဘယ်လောက်တောင်းနေမယ်ကြီးွားလဲဆို40 million views ဆိုတော့ အာမီလီယံတွေအများကြီးလူတွေမြင်သွားတဲ့အခါကျတော့ရှိန်းကနေတရားဝင်ထွက်ပြီးတော့မှစာတင်ရတဲ့အထိကိုဖြစ်သွားတယ်ပေါ့နော်ရှိန်းကပြောတယ်မဟုတ်ဘူးပေါ့တကယ်တော့အဲ့ဒါကစက်ရုံဝန်တန်းတွေကနင်တို့ရဲ့အကူအညီကိုလိုအပ်လို့အဲ့လိုမျိုးပေါ့နော်စာရေးပြီးတော့နင်တို့အကြောင်းကြားတာမဟုတ်ပါဘူးပေါ့ဒါဒီစာရေးအတိတ်ပဲလွဲသွားတာပါပေါ့ဒါနဲ့လည်းစက်ရုံဝန်တန်းတယောက်ယောက်ကနေဟုတ်ပါတယ်ဆိုပြီးတော့ထွက်ပြီးတော့ပြောတာမျိုးလည်းမရှိဘူးစက်ရုံဝန်တန်းတယောက်ကနေမဟုတ်ပါဘူးထွက်ပြီးပြောရတယ်မရှိဘူးလေနော်ဒီစက်ရုံဝန်တန်းတွေကဒါမဲ့ဆိုတော့ privacy မရှိတော့နေမှာပေါ့သူတို့တို့လွတ်လပ်စွာပြောပြောဆိုကမရှိတော့နေမှာပေါ့နော်တကယ်လည်း ိုအပ်နေလို့အကူညီတောင်းတာမျိုးလည်းဖြစ်နိုင်တာပေါ့နော်ဒါနဲ့နောက်တစ်ခုတော့ထွက်လာခဲ့တော့ဘာပြောလဲဆိုတော့တဲ့စိတ်ယုံဝင်နိုင်နေရတဲ့တခုတော့ပြောလာခဲ့တဲ့တရဝင်ပေါ့နော်ဘာပြောလဲဆိုတော့သူတို့ကတပတ်မှာတဲ့6ရက်တိတိအလုပ်လုပ်ရတယ်တဲ့တရက်မှာတဲ့နိုင်ပေါင်း7နိုင်အလုပ်လုပ်ရတယ်တဲ့အဲ့လိုမျိုးတပတ်မှာပိတ်ရတဲ့ပဲရှိရတယ်တရက်ကနိုင်ပေါင်း7နိုင်လုပ်လို့ရတယ်ဆိုတော့အုံးဒီကိစ္စအမှန်တိုင်းပြောရမယ်ဆိုရင်တော့ပညာမဝင်လောက်ဘူးပေါ့နော်ဒီအလုပ်သမားတို့အရန်အတင်းအကြက်ကိုမှခိုင်းစေမြင်လို့ပြောလို့ရရပေါ့နော်ဒါတရဝင်အလုပ်လုပ်ချိန်မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ ခါကျတော့ဒါအဲလိုအလုတ်တမအခွင့်ရချိုးဖောက်နေတဲ့လိုမျိုးတော့ဖြစ်တာပေါ့နော် shame ဆိုရယ် brand လူတိုင်းတိကြမှာပါအကုန်လုံးကအမ်ဒီ asia celebrity တွေနဲ့ဒီ asia ဘက်က celebrity တွေနဲ့အဲ့လိုမျိုးရောပြီးတော့မှသူတို့ချော်ညာအအယံကောင်းတာအယံကောင်းတဲ့ခါကျတော့သူတို့ဒီထုတ်ပိုးတဲ့ပုံစံမရလဲလာရယ် shame ရယ် shame ဆိုပြောပါထဲကပစ္စည်းဘယ်တော့ကောင်း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 တရုပ်ဆိုတာတရတဲ့ packaging ကောင်းကောင်းလေးထုတ်ပြီးတော့မှဈေးလေးပေါ့ပေါ့လေးနဲ့ရောင်းတဲ့ခါကျတော့အယံကိုပေါက်တာဟုတ်သူက retail ဈေးကွက်မှာအယံပေါက်တော့ retail ဆိုတာလက်လီဈေးကွက်ပါပေါ့နော်တထည့်ချောင်းလေးဈေးကွက်မှာအယံပေါက်တော့အဲ့ဒါမှတဆင့်ပြန်ရောင်းနေလို့ဆိုအများကြီးပဲမြန်မာနိုင်ငံမှာဆိုရင် shame ကြီးနေဝယ်စား တွေကိုအများကြီးဒီ link retail ပဲဝယ်ပြီးမှပြန်ရောင်းတာတစ်ဆင့်ပြန်ရောင်းတဲ့လူတွေအများကြီးပဲလေနော်အဲ့လောက်ကိုမှအောင်မြင်တာပေါ့အနောက်ခုရှိတာရှိန်အဲ့လိုတော့ဒီကိစ္စဒီလိုမျိုးနဲ့ပဲငြိမ်သွားတာပေါ့နော်အဲ့တော့တကယ်ချင်းတို့လည်းဘယ်လိုထင်လဲဒီအင်းကြီးဝက်စားတွေမှာရေးထားတဲ့စိတ်တွေမှာရေးထားတဲ့ဟာတွေကအဲ့ဒီတရုတ်ပြည်မှာရှိတဲ့ အတင်းအဓမ္မကခိုင်းစေခံနိုင်ရတဲ့အလုပ်ဓမ္မတွေကအကြောင်းကြားချင်လို့ need your help ဆိုပြီးရေးကြရလားဒါမှမဟုတ်ဒီအလုပ်ဓမ္မတွေကဒီမနာတဲ့ပြီမှာဆိုရင်တခြားနိုင်ငံကအလုပ်ဓမ္မတွေကိုဝယ်သွားတယ်အဲ့လိုရောင်းစားခံရတယ်ဝယ်သွားတယ်ဝယ်သွားပြီးစက်ရုံနဲ့မှအတင်းကျစေခံခံရတယ်အဲ့ဒါတွေရှိတာကိုအဲ့တော့အိတ်စက်ရုံအလုပ်ဓမ္မတွေအဲ့လိုလုပ်ကြလာပေါ့ cash တင်နေရအဲ့လိုမဟုတ်ဘူးဆိုတော့နောက်တစ်ခုရှိတာက shame ကတဲ့ဒီ local artist lady local artist ဆိုတာတပါအဲ့လိုမျိုးဒီ data ကဒီမြန်မာ California တို့ Florida တို့အဲ့လိုတို့တော်တဲ့လူတွေရှေ designer တွေသူက design တွေဆွဲပြီး တော့မှဟို local brand လေးတွေလောက်တာပေါ့เนาะသိရမလားမြန်မာနိုင်ငံမှာလည်း local brand လေး design လေးဆိုပြီးလောက်ကြတယ်လေအဲ့လို local brand လေးရှင်ကနေလာတဲ့ design လေးတွေဆိုရင်ခိုးပြီးတော့မှသူတို့ရဲ့ chain ကနေအဲ့လိုမျိုးထုတ်တာပြောမဆိုလုံးဝ acting မရှိရဲ့ brand ပေါ့ chain ကနေပြောမဆိုသူများ brand သူများရဲ့သူများရဲ့ design ကိုခိုးပြီးတော့မှသူတို့ design လို့လို့ဘာလို့လဲကောက်ထုတ်တာပြီးဆို chain ကနောက်တစ်ခုပြီးတစ်ခုမြင်နေရဲ့အဲကောင်မလေးတယောက်က "तू आ ဒီ local brand လေး तू ကိုယ်တိုင်လက်လေးနဲ့ချုပ်ပြီးတော့ तू ကိုယ်တိုင်ဆက်နဲ့ချုပ်ပြီးတော့မှအဲ့လိုရောင်းတာကောင်စီကျိုးလေးလေးအဲ့လို तू အဲ့လိုလေးစီးပြီးမှ ကျင်းညာပါဘောနော်အဲ့သူ့ရဲ့ခေါင်းစီချုပ်တိုင်းတပုံစံနဲ့ချိန်ကပြန်ထုတ်ပြီးရောင်းတာရောင်းတာအောင်မအဲ့ကမလေးရဲ့ပုံမှာသုံးတာခွင့်ပြုချက်လည်းမရှိဘူး ဲ့လိုမျိုးတွေလုပ်တာအားပြီးဆိုနောက်တစ်ခုရှိတာအဲ့ chain ကနေ any wizard လေးဆိုလဲ stacy ဆိုရင် any wizard လေးအဲ့ဒါ brand တကယ်တမ်းက local brand တစ်ခုအဲ့ဒါယူသူကသူတို့ရဲ့ chain မှာပါထုတ်ရအောင်အဲ့ stacy ဆိုရင်နာမည်နဲ့အဲ့ဆို stacy ဆိုရင်နာမည်ပါတဲ့ဟာတွေအကုန်လုံးကို chain brand ကမရောက်တင်မအောင်ဆိုပြီး stacy company ကနေလည်းတရားစွဲရမှာနော်ပြီးနောက်တစ်ခုရှိအဲ့ florida အမျိုးသမီးအဲ့ maggie ဆိုရင်အမျိုးသမီးသူ့ရဲ့သူ့ရဲ့အသူ့ရဲ့ဒီ local art တွေကိုခိုးပါတယ်ပေါ့သူသူပုံစံသူ crochet ဆိုတဲ့အဲ့လိုပဲ crochet ဆိုတဲ့မနာတို့ထိုးတဲ့အင်ဂျင်လေးလေး design လေးကွာကွာတို့ကို idea လေးနဲ့ကောင်းမလေးထိုးထားမှာလားလားလို့ line ပေါ်တင်ပြီးရောက်နေမှာ လားအဲ့ဒါကိုချိန်ကယူပြီးတော့မှတို့အများကြီးထုတ်ပြီးရောင်းစားတာတို့ကတို့ idea မဟုတ်ဘဲနဲ့တို့ငားထားတဲ့အမှုပညာရှင်မဟုတ်ဘဲနဲ့လိုင်းပေါ်မှာရှိတဲ့အမှုပညာရှင်တွေပုံမျိုးယူပြီးတော့မှတို့အဲ့လိုမျိုးပြောမှဆိုလှုပ်စားသူများအုံနောက်ကိုဖောက်စားပါတော့အဲ့လိုချိန်ကအဲ့လိုမျိုးနာမည်ကြီးရမကောင်းတဲ့ပုံစံနဲ့နာမည်ကြီးရပါတော့အားနဲ့ပဲသူ့ကိုဒေါ်လာပယာမီလီယံထီကျော်ကြီးပေးခံရဖို့အတွက်တရုတ်ပြည်ကပါလေအဲ့တရုတ်ပြည်ကအဲ့ချိန် brand ကိုတရားဆွဲထားတယ်ပေါ့နော်ပြောမှဆိုတရားဆွဲခံထားရတာအဲ့လိုမျိုးချိန်ကလည်းအဲ့လိုမျိုးဒါတွေမကပဲနဲ့ချိန်ပစ္စည်းတွေအရဆိုရင်းနဲ့သူတို့ဒီ chemical ပါဝင်မှုမျိုးပေါ့ဒီ inu စားတဲ့မှာအယောင်ဆိုးတယ်လေအဲ့ဒီအယောင်နဲ့ကမီကယ်ပါဝင်မှုနှုန်းကလည်းစံပတ်ကြည့်တဲ့ချိန်မှာဆိုရင်ခွင့်ပြုထားတဲ့ကမီကယ်ပါဝင်မှုနှုန်းထက်ကို percentage 20လောက်ကိုပိုများနေအောင်ဆိုတော့ကလေးတွေက ကလေးဝတ်စားလေးဆိုရင်မတုံးတင်ဘူးလေဘာလို့လဲဆိုတော့ကလေးရဲ့အသားရဲ့အနှုတ်ညံ့နေလေအဲ့ဒီချိန်မှာမှအဲ့ကလေးတွေကိုတဲ chemical အင်ဂျီဝတ်စားတွေက chemical တွေအများကြီးအယောင်ဆိုးရတယ်လေအားတွေကတတ်မှတ်ထားပမာဏနဲ့များလေဆိုကလေးတွေတို့အသားတွေကမကောင်းဘူးပေါ့နော်အဲ့လိုမျိုးတွေလေပြဿနာအများကြီးတပါရှိဆိုရင်ဗျာတကယ်ကျွန်တော်လည်းမလို့ထင်ပါဘူး shame brand နဲ့ပတ်သက်ပြီးတည်ရဲ့ကိစ္စလေးတွေလေကဘာမှတစ်ချက်ဆွေးနွေးပေးပြီးတော့အဲ့ဒီ shame နဲ့ပတ်သက်ပြီးသူလုပ်ခဲ့တဲ့အရာတွေကအာနောက်ဘယ်လိုပြောမလဲ တကယ်ပဲဆက်ရုပ်လုပ်တပါးတည်းအကူညီလိုအပ်နေရလားပြီးတော့မှချင်းပြွားကဒီလိုမျိုးလုပ်ခဲ့ artist တွေရှာနေအဲ့လိုမျိုးဟိုအရာတွေ like ခိုးပြီးတော့မှ idea တွေခိုးပြီးတော့မှသူများအောင်တော့ဖောက်စားပြီးသူတို့ကျတော့ဟိုဆက်ရုပ်မှာတနေကောအများကြီးထုတ်ပြီးတော့မှဈေးပေါ်ပေါ်နဲ့ရောင်းစားနေရကြအာလုတင်လားပေါ့ဆလောက်ကြီးတဲ့ brand တစ်ခုတည်းနဲ့လေနော်တရုတ် brand ပေါ့ပြောမယ်ဆိုတော့တရုတ်တရားတော့ကူးတဲ့နေရာမှာ artist တွေရှာထုတ်စမှာပဲအဲ့တော့ဒီနေ့တော့တော့ဒီလောက်ပါပဲ Catalina be my friend ဖြစ်ပါရှင်နောက်တစ်ဗီဒီယိုတစ်ခုမှာပြန်တွေ့ကြမယ်ရှင်တတ